ဟယ်လိုအားလုံးပဲမင်္ဂလာပါတပတ်ပြီးတပတ်ဘလုံးရသားတွေကိုမယိုးနိုင်အောင်ပေးစွမ်းနေတဲ့ Premier League ကဒီပတ်မှာဆိုရင်တော့ပွဲစဉ်၉ဒီကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်ပြီးခဲ့ပတ်မှာလည်းပြိုင်တက်တင်မထင်သားရလာမျိုးတွေထွက်ပေါ်ခဲ့တာကိုကျွန်တော်မြင်တွေ့ခဲ့ရပါတယ်ဒီပတ်မှာတော့ဘယ်တင်းတွေကဆက်ပြီးရလာကောင်းတွေထိန်းသိမ်းသွားမလဲဘယ်တင်းတွေကအခြေစွမ်းကောင်းတွေကိုဆက်ပြီးထိန်းသိမ်းသွားမလဲဆိုတာဆက်ပြီးစောင့်ကြည့်အောင်မှာဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်က Premier League ပွဲစဉ်၉ရဲ့ပွဲချုပ်သုံးသပ်ချက်တွေကိုပြုလုပ်ပေးသွားမှာမို့လို့စိတ်ဝင်စားမယ်ဆိုရင်အဆုံးထိလိုက်ကြည့်ဖို့ညွှန်နေပါခင်ဗျာဆိုတော့အချိန်တွေဆွဲနေပြီဆက်လိုက်အောင်ပါ Let's go ဟောဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် Mercury.shopping app Mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တိတ်ဖုန်းနဲ့အကောင်းဆုံး shopping မှာ Mercury your shopping partner မသုံးပွဲစဉ်အနေနဲ့ကျွန်တော်ရွေးချယ်ထားတဲ့ပွဲကတော့ Manchester United နဲ့ Brighton တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ Manchester United ကနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာ၃ပွဲနိုင်ရပြီးနှစ်ပွဲရှုံးထားတယ်။ချူဇမ်းမန်ကတော့ Netherlands အသက်ဘက်ကိုပြန်အောင်လာပြီးလို့ပြောလို့ရတယ်။နောက်ဆုံးကစားခဲ့တဲ့ပွဲ Liverpool နဲ့ပွဲမှာဆိုလို့ရှိရင်လည်း away ကိုမှ Anfield ကိုကွင်းမှာ Liverpool အနိုင်ကစားထားတယ်။တော်တော်လေးအားရစရာကောင်းတဲ့ result မျိုးလို့ပြောလို့ရတယ်။ Team mentality ကိုထပ်ပြီးထိန်းထားဖို့လိုလို့မယ်။ဖိုးရီစရာရှိတာက United ကအသက်ဘက်ရောက်ပြီးဝိုင်းအခြားဘက်ကိုလည်းလွယ်လွယ်လေးပြန်အောင်တက်တဲ့အသင်းဖြစ်နေရဲ့။ဒါကိုရှေ့မှာလည်းကျွန်တော်အများကြီးမြင်တွေ့ခဲ့ဘူးတယ်။ United အနေနဲ့အားနည်းနေတဲ့အရာကကွင်းနယ်ပိုင်းဒီ Liverpool နဲ့ပွဲမတိုင်ခင်ရောရှေ့ ရပွဲတွေမှာတော့ရှောက်ပြိုင်မဲ့သင်းကဘလုံးပိုင်ဆိုင်မှုတွေအများကြီးရတယ်တိုက်စစ်ကိုစိတ်ကြိုက်ဆင်လို့ရတယ်ဆိုတော့ပုံစံမျိုးကယူနိုက်တက်အနေနဲ့အားရစရာကောင်းနေတဲ့အခြေအနေတော့မဟုတ်ဘူးလီဗာပူနဲ့ပွဲမှာဆိုလို့ရှိရင်လည်းတစ်ဖက်သင်းကတော်တော်လေးကိုလီဗာပူကအခွင့်အရေးတွေအများကြီးရခဲ့တယ်ယူနိုက်တက်ခံစစ်ကကောင်းကောင်းလေးထိ ंछ ုံနိုင်ခဲ့လို့ရာယူနိုက်တက်အနေနဲ့ဒီတည်ရွယ်တွယ်မှာဖြစ်သွားလို့ပြောလို့ရတယ်ဒါပေမဲ့ရတင်ရိုက်တက်တဲ့ခွင့်အရေးကိုတိုက်စစ်ကကောင်းကောင်းသုံးချပေးနေရတယ်ယူနိုက်တက်အားသာချက်ဖြစ်နေတယ်ယူနိုက်တက်ဟာကောင်းတာထက်အရန်ကောင်းတယ်အနောက် transition တွေတော်တော်လေးအားကောင်းလာတော့တွေ့ရတယ်။ဒါကြောင့် United အနေနဲ့ဒီပုံစံကိုဆက်ထိန်းနိုင်မယ်ဆိုရင်ကြိုက်တဲ့အသင်းကိုအဲကောင်းကောင်းကစားနိုင်တဲ့အနေအထားတစ်ခုရှိ တယ်လို့တော့ကျွန်တော်တို့ထင်တယ်။ဒါပေမဲ့အခုယင်ဆိုင်မဲ့အတင်းက Brighton ဖြစ်နေတယ်။သူတို့ကိုအမြဲတမ်းဒုက္ခပေးနေကြတယ်။ United အနေနဲ့ဒီဒီချိန်မှာရောအင်ကွင်းမှာ Brighton ကိုကောင်းကောင်းအိတ်ခံကစားနိုင်ပါမလားဆိုတာကတော့အမေးခွန်းနေရှိရဲ့။တပတ်က Brighton ကတော့နောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာ၂ပွဲနိုင်၂ပွဲတည်၃ပွဲပဲရှုံးလာရဲ့။ Reserve ပိုင်းကတော့ရန်အားစရာမကောင်းဆိုမဲ့ Brighton ဟာမာကျော်မှုတစ်ခုရှိတယ်။ United ကိုအမြဲတမ်းဒုက္ခပေးတတ်တဲ့အစင်သာမျိုးရှိရဲ့။ဆိုတော့ဒီပွဲစဉ်မှာလည်း United ကိုအတတ်နိုင်ဆုံးဒုက္ခပေးဖို့ကြိုးစားလာမယ်လို့တော့ထင်တယ်။ဒီပွဲစဉ်က United လည်းခက်ခဲအောင်မဲ့ Brighton အနေနဲ့အဝေးကွန်းမှာလွယ်ကူတဲ့ပွဲတစ်ပွဲတော့ဖြစ်လာမှာမဟုတ်ဘူး။ဒီပွဲစဉ်ကနှစ်သင်းလုံးသူတို့ပုံမှန်ကစားနေကြတယ်လို့ပဲ ယ်ဒီ possession gain တွေ counter attack တွေကစားလာကြမှာပွဲဖြစ်တယ်ဆိုတော့ဒီပွဲစဉ်ကနိုတင်းဆုံးနဲ့ခက်ခက်ခဲခဲရုန်းကန်ပြီးဒီပွဲပွဲဥတီသွားမှာလို့ထင်ပါတယ်ဒုတိယမြောက်ပွဲစဉ်ပြင်ကျွန်တော်ရေးချေထားတဲ့ပွဲကတော့ချယ်ဆီနဲ့ဆန်နလန်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ချယ်ဆီကနောက်ဆုံးကစားခဲ့တဲ့၃ပွဲဆက်တိုက်နိုင်ပွဲရထားတယ်။တော်လီကောင်းတဲ့ performance မျိုးလို့ပြောလို့ရတယ်။တယောက်ယော့တွေများတယ်ဆိုပေမဲ့ဒီ Champions League ကစားခဲ့တဲ့ ီကျန်တဲ့ပွဲမှာဆိုလို့ရှိရင်လည်းတစ်ဖက်တင်းကပြန်ရောက်သွားတဲ့ချိန်ချယ်ဆီရဲ့ကစားပုံကလူငယ်အများစုပါဝင်နေပေမဲ့တော်တော်လေးအားရစရာကောင်းခဲ့တယ်ချယ်ဆီကဒီ Nottingham Forest နဲ့ပထမပိုင်းမှာတော်တော်လေးဒုက္ခရောက်ခဲ့တယ်ဆိုပေမဲ့ဒုတိယပိုင်းမှာလည်းဒီနီးပြအန်ဆိုမာစကာရဲ့လူစားလဲမှုတချို့နဲ့ပြန်လာနိုင်ခဲ့တယ်တော်တော်လေးကောင်းတဲ့ပုံစံမျိုးကိုဒုတိယပိုင်းမှာပြန်နိုင်ခဲ့တယ်ဆိုတော့နောက်3 3ပွဲရဲ့ပုံစံကချယ်ဆီရဲ့ကစားပုံကအတန်းတစ်ခုမှရှိနေတယ်တော်တော်လေးကောင်းတဲ့ပုံစံမျိုးကိုကျွန်တော်မြင်တွေ့ထားရတယ်ဆိုတော့လူငယ်တွေအများစုပါဝင်နေရဲ့ဆိုပေမဲ့ချယ်ဆီရဲ့ကစားပုံက fresh ဖြစ်တယ်တော်တော်လေးကိုပူဇော်ခြင်းခင်ကိုပေါ်ပန်းနိုင်ကစားနေအောင်တွေ့ရတယ်တစ်ဖက်ကဆန်နလန်ကလည်းအရင် short တက်လို့ရတဲ့အတင်မဟုတ်ဘူးတစ်ဖက်ကဆန်နလန်ကတော့ ောက်ဆုံးကစားခဲ့တဲ့ငါးပွဲမှာတပွဲပဲရှုံးခွဲရှိတာရတဲ့ဆော့တော်တော်လေးကိုပုံစံကောင်းရနေရလို့ပြောလို့ရတယ်။ဆန္ဒနာနဲ့အင်မတန်မာကြောတဲ့တင်လက်ရှိပရီးမီယာလိဂ်မှာလည်းချက်စီးနဲ့ရမှတ်တူအနေထားမှာရှိရယ်။ဆော့ဆန္ဒနာကိုပို့ရောက်ပြီးချက်စီးကစားရင်တော့ဒုက္ခရောက်သွားလိမ့်မယ်။တော်တော်လေးမာကြောတဲ့တင်းတင်းကိုညင်ဆန်းမှာဖြစ်တဲ့နေချက်စီးကအနည်းနဲ့များတော့ဒုက္ခတွေ့လိမ့်မယ်။ဒီပွဲစဉ်မှာချက်စီးလည်းတော်တော်ဂျင်းနဲ့ကြက်တယ်ရောက်မယ်အနေထားမျိုးရှိနေရယ်။ဆော့ တက်စီဘက်မှာတော့ချက်စီအနေနဲ့ရွေးချယ်စရာ option တိတ်မရှိဘူးလီယန်ဒီရတန်ဟန်ရအနေနဲ့ကိုပေါမတန်ဟန်ရအနေနဲ့ဆိုတော့ရောက်ဘက်ဒရိုနဲ့မက်ဂီယူအတွဲကိုပဲထပ်ပြီးထုတ်လာဖို့ရှိမယ်လို့ကျွန်တော်တို့ထင်တယ်ရွေးချယ်စရာများအနေနဲ့ကချက်စီမှာတောင်းပန်ဖြစ်တယ်ဂျီမီဘန်နိုကတန်ချက်မြန်လိုက်ကပွဲမှာတော်တော်လေးပုံစံကောင်းပြလာတယ်ဂါနာချူနီနဲ့လည်းပရီးမီယာလိမ်မှာအံဝင်လာတဲ့ပုံစံမျိုးလေးမြင်တွေ့ရတယ်ညတော်မန်ကတော့တော်တော်လေးပေါ်ဝီအားရစရာကောင်းတဲ့အချက်ဖရိုနာတိုနဲ့အက်စတဘောင်နဲ့အောင်ဖလုံးချက်စီအနေနဲ့ရွေးချယ်စရာအများကြီးရှိနေတယ်ဆိုတော့ချက်စီရဲ့တိုက်စစ်ပိုင်းမှာလည်းတော်တော်လေးတိုက်စစ်လက်နက်တွေများနေအောင်တွေ့ရတယ်ချက်စီမှာအားနေနေရခံစစ်ပိုင်းတပတ်ကဆန်လန်လန်ဟာတော်တော်လေးကို quick transition မြန်တဲ့အသင်းတော်တော်လေးကို transition transition မှာအားကောင်းတဲ့တင်တင်ဖြစ်တာကြောင့်ခြေသီးနောက်တန်းကဆန္ဒနိုင်ရဲ့ transition တွေကမထိန်းချုပ်နိုင်လို့ခြေသီးဒုက္ခရောက်နိုင်တဲ့ပွဲလို့ပြောလို့ရတယ်။အင်ကွမကစားအတီတန်ခြေသီးနေတဲ့ဒီပွဲစဉ်ကိုအများကြီးခက်ခဲခဲကစားဝါရအောင်မယ်လို့ကျွန်တော်တို့ထင်တယ်။ဆိုတော့ဒီပွဲစဉ်ကနှစ်သင်းစလုံးအတွက်တော်တော်လေးကိုရုန်းကန်မှာပဲခြေသီးနေနဲ့ပူပြီးဆန္ဒနိုင်ကိုအားထည့်ကစားမှ reset ကောင်းတစ်ခုကိုရလိုက်မယ်။ဒီပွဲစဉ်မှာခြေသီးနေနဲ့အနိုင်ရကောင်းရဝနိုင်တယ်ဆိုရင်လည်းကူတော့ဖြစ်မယ်မထင်ဘူး။ကိုကချာချာတင်ပြောင်းစံနဲ့ခြေသီးနိုင်ဝမယ်လို့ပဲထင်ပါတယ်။ နောက်ထပ်ပွဲစဉ်တစ်ပွဲအနေနဲ့ကျွန်တော်ရွေးချယ်ထားတဲ့ပွဲကတော့ Brentford နဲ့ Liverpool ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ Brentford ကိုကျွန်တော်တို့စပီးကြည့်ကြအောင်ပါ။ Brentford ကပြီးတဲ့နှစ်တည်တုန်းကလိုထက်မြက်မှုမျိုး၊မကြုံမှုမျိုးသူတို့မှမတွေ့ရတော့ဘူး။အထူးသဖြင့်နီးပြအတော့မဲ့ Frame ရှိလို့ရတဲ့နောက်ပိုင်း Brentford ဟာတော်တော်လေးကို မကြုံမှုပျောက်ဆုံးတော့တွေ့ရတယ်ဒုက္ခပေးနိုင်တဲ့အသင်ဖြစ်နေသေးရဲ့ဆိုပေမဲ့တချို့တော့အရာလေးတွေမှာအားနည်းမှုတွေရှိလာတယ်ဆိုတော့ Brentford အနေနဲ့ဒီဘက်မှာတော့ Liverpool ကိုအင်ကွင်းမှာလက်ခံကစားရမယ်နောက်ဆုံး၅ပွဲမှာ Brentford နိုင်ပွဲ၂ပွဲတော့ရလာတယ်ဒါပေမဲ့တည်ပွဲ၂ပွဲရှုံးပွဲ၁ပွဲရှိရဲဆိုတော့အဲ့အနေထားက Brentford အတွက်အများကြီးပုံစံကောင်းရနေရလည်းမဟုတ်တော့ရရင်ဆိုးဝါးနေရလည်းမဟုတ်ဆိုတာပြနေတဲ့ချက်ဖြစ်တယ် Brentford အနေနဲ့ဒီဘက်မှာအင်ကွင်းမှာကစားရမှာဖြစ်တဲ့နေဒီဘက်ဆီကအမှတ်ခွဲယူနိုင်ပြီးတော့ကြိုးစားလာလိမ့်မယ် Brentford ရဲ့ တက်ရှိရှိနေသေးတဲ့မာကျုံမလက်ကြံနဲ့လီဗာပူးကိုဘလောက်ထိတောင့်ခံသွားမလဲဆိုတာဆက်ပြီးစောင့်ကြည့်ရမယ်ကွယ်။တစ်ပတ်ကလီဗာပူးကတော့ပြိုင်ပွဲစုံ၄ပွဲအရှုံးကနေချန်ပီယံလိမ့်မှာငါးဂိုးတကူဆိုပြီး front back ကိုအနိုင်ရပြီးပြန်လာခဲ့ပြီးလက်ရှိ premier လိမ့်မှာရောပြန်လာဖို့လီဗာပူးအချိန်တန်ပြီးတော့ကျွန်တော်တို့ထင်တယ်။ဆိုတော့ချန်ပီယံလိပွဲစဉ်မှာတော့တော်တော်လေးကောင်းတဲ့ပုံစံမျိုးကိုပြလာရတယ်။ဒါပေမဲ့နောက်ဆုံးကစားခဲ့တဲ့ premier လိ၃ပွဲမှာတော့တော်တော်လေးကိုအားရစရာမကောင်းတဲ့ခြေစွမ်းနဲ့တူစတိုက်ရှုံးလာရတယ်။ဒီဘောင်းအနေနဲ့လက်ရှိ premier လိကိုပြန်လှည့်ပြီးအားဆိုင်ဖို့တော့အချိန်တန်ပြီးလို့ထင်တယ်။ ထိတ်မှာအာဆင်နယ်ဥဆောင်နေတဲ့အချိန်လေဘာလို့လဲရမ်းအရမ်းမကွာသေးတဲ့အချိန်မှာလေဘာလို့အနေနဲ့လှုပ်တင်လှုပ်ထိုက်တာကိုလှုပ်ဖို့အချိန်တန်ပြီလို့ကျွန်တော်တို့ထင်တယ်အခုကစားမှာကဘရန်ဖူနယ်ဝဲခွင်လေဘာလို့လဲလွယ်ကူမဲ့ပွဲတော့မဟုတ်ဘူးတော်တော်လေးခက်ခဲမဲ့ပွဲလေဘာလို့လဲတိုက်စစ်မှာချန်ပီယံလိဂ်တုန်းကလို့ EKDK Isset ကပူဆိုတဲ့အသွင်းနဲ့ထပ်ပြီးပွဲထွက်လာမယ်ဆိုတော့ဒီပွဲစဉ်ကတော်တော်လေးကိုမြင်မဲ့ဆန်ဆန်ရှိသွားမယ်လို့ထင်တယ်အထူးသဖြင့်ကွင်းလန်မှာ Florian Wiss နဲ့ကတိကျုံကိုတွဲသုံးလိုက်တာကလေဘာလို့လဲကွင်းလန်ကိုအများကြီးပို့ပြီးချိတ်ဆက်မှုအကောင်းသွားသေးတယ်ဒါက Matt Lister မကောင်းလို့ပြောတာမဟုတ်ပဲ Matt Lister တဲ့ပူကတိကျုံကလက်ရှိကစားကွက် formation မှာအံဝင်နေရဆိုတော့ ပုံစံမျိုးကိုကျွန်တော်ပြောချင်တာဖြစ်တယ်ဆိုတော့လက်ရှိလီဗာပူးအနေနဲ့ပရီးမီးယားလိမ်မှာပြန်လာဖို့အချိန်တန်ပြီလို့တော့ထင်တယ်တကယ်လည်းသုံးဘက်ဆက်အချုံးကနေလီဗာပူးပြန်ရင်လို့ထပါလာရမယ်လို့ကျွန်တော်တော့ယုံကြည်ထားတယ်ဆိုတော့ကျွန်တော်ဒီဘက်ကမှလီဗာပူးနဲ့တူရည်တည်ချင်ပါတယ်ကိုကွာကြကြကြီးမြောင်းတဲ့လီဗာပူးနိုင်သွားမယ်လို့ထင်ပါတယ်နောက်တစ်ပွဲနဲ့တစ်ပွဲအနေနဲ့ကျွန်တော်ရွေးချယ်ထားပေးတဲ့ပွဲကတော့အက်စတူမီလာနဲ့မန်ချက်စတာစီးတီးတို့ရဲ့ပွဲဖြစ်ပါတယ်အက်စတူမီလာကနောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်၅ပွဲမှာ၅ပွဲတည်တာရတယ်၃ပွဲအထိနိုင်ရတာတယ်ဆိုတော့နောက်ဆုံး၅ပွဲမှာရှုံးပွဲတော့မရှိတော့ဘူး ဒီလိုအနေထားမှာပြီးခဲ့တဲ့ရာဒီတွေတုန်းကတော့ဆိုမက်ဆီတီကိုအက်စူမီလာကအင်ကုန်းမှာကစားရမယ်ဆိုရင်ကျွန်တော်အက်စူမီလာကမက်ဆီတီကိုအများကြီးဒုက္ခပေးနိုင်မယ်လို့ပြောမိလိမ့်မယ်ဒါပေမဲ့ဒီရာဒီကတော့မတူဘူးလက်ရှိရှုပ်ပွဲကစားပြီးသားတဲ့အချိန်မှာအက်စူမီလာနေနဲ့ချက်ဆင်းမှုအရေးအယောင်နဲ့အများကြီးမြင်တွေ့ထားရတယ်အထူးသဖြင့်တိုက်စစ်ပိုင်းမှာ အိုလီဝဂင်ချဆင်လာတဲ့အရေးအယောင်လေးမြင်တွေ့ရတယ်။မော်ဂန်ရန်ကျယုံရင်ယုံတယ်လို့ကိုယ်ရရနေရဆိုပေမဲ့ဘယ်လိယုံနိုင်မှာလဲဆိုတာလည်းမိကုန်နေအများကြီးရှိရယ်။ကွိလက်ပိုင်းကလည်းအရင်ယာရီတွေတုန်းကတော့မကြောက်မှုမျိုးမတွေ့ရတော့ဘူး။ခက်စပိုင်းလည်းထုံနည်းလကောက်မယ်။ဆိုတော့အက်စတူမီလာနေနဲ့နည်းနည်းလေးတော့ကျဆင်လာတဲ့ပုံစံမျိုးမြင်တွေ့ရတယ်။ခုကစားမှာကမန်စီးတီးကိုအင်ကွတ်မှာကစားရမယ်။အက်စတူမီလာနေတော်တော်လေးကိုပုံစံကောင်းရနေတဲ့စီးတီးနဲ့ကစားမှာဖြစ်တဲ့အတွက်လွယ်ကူမဲ့ပွဲပွဲတော့ဖြစ်လာမှာမဟုတ်ဘူး။အက်စတူမီလာတို့တော်တော်လေးကိုခက်ခဲခဲချင်းချင်းတန်းတန်းကစားရမယ်ပွဲပွဲတော့ဖြစ်လာလိမ့်မယ်။တပတ်ကမန်ချက်စတာစီးတီးကတော့နောက်ဆုံးကစားခဲ့တဲ့၅ပွဲနိုင်ပွဲရထားတယ်။ ော်တော်လေးပုံစံကောင်းမြန်ရလာပြီအထူးသဖြင့်ဒူနာရူမာကိုဘောက်ကြီးရောက်နေတဲ့အချိန်ကစမက်စီဒီဟာနိုင်ရီခန်ထဲကနေပြန်ထွက်လာတဲ့ပုံစံမျိုးဖြစ်သွားတယ်။တော်တော်လေးကိုအပြစ်ကင်းတဲ့ကစားပုံတော်တော်လေးထက်မြက်တဲ့တိုက်စစ်နဲ့သူအာလင်ဟာလန်မော်ပြန်ဝင်နေတယ်ပွဲတိုင်းဒီမှာကိုရနေတယ်ဆိုတော့ဒီနေသားကစီတီအတွက်အများကြီးကောင်းတယ်စီတီအနေနဲ့တော်တော်လေးကို perfect ဖြစ်တဲ့ပုံစံမျိုးကိုပြန်ရလာပြီအထူးသဖြင့်အာဆင်နယ်ကိုပရက်ရှာပေးဖို့မက်စီဒီနယ်လိုပုံနဲ့တင်းတင်းကိုမျောလင်းရမယ့်အချိန်မှာမက်စီဒီပြန်လာတာကပြိုင်ပွဲကိုပိုပြီးရသားမြောက်စီရဲလို့ကျွန်တော်ထင်တယ်ဆိုတော့ ရူဒီပြန်ပါလာတယ်စီတီပုံစံကောင်းပြန်ရလာတယ်ဒီနေသားကအက်စတူမီလာအတွက်လည်းမလွယ်ဘူးစီတီတော့ကတော့ဝေကူမန်အက်စတူမီလာကိုညှဉ်းဆဲကစားမှာကပြီးခဲ့တဲ့နှစ်တည်းတုန်းကလို့လက်ရှိနေသားရခက်ခဲသွားမယ်လို့ကျွန်တော်မထင်ဘူးစီတီအနေနဲ့နောက်ဆုံးကစားခဲ့တဲ့ငါးပွဲဖောင်ရအက်စတူမီလာကိုအနိုင်ရဖို့မခက်ခဲဘူးလို့ကျွန်တော်ထင်တယ်ဒါကြောင့်ဒီပွဲစဉ်မှာလည်းကျွန်တော်မဆေးညက်သူရည်တည်ချင်တယ်အဝကင်းဖြစ်တဲ့အတိုင်းမဆေးခက်ခဲသွားမယ်လို့မထင်ဘူးကိုကကြကြအရင်မကွာရင်တော့မဆေး99ထက်တဲ့ပွဲမျိုးအနိုင်ကစားသွားမယ်လို့ပဲထင်ပါတယ် ီဘက်နောက်ဆုံးပွဲတင်ပြီးကျွန်တော်ရွေးချယ်ထားတဲ့ပွဲကတော့ Arsenal နဲ့ Crystal Palace ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ Arsenal ဘက်ကိုပထမဆုံးစပြီးကြည့်ကြရအောင်ပါ။ Arsenal ကနောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲဆုံး၅ပွဲဆက်အနိုင်ရထားတယ်။တော်တော်လေးကိုကောင်းတဲ့ form လို့ပြောလို့ရတယ်။တော်တော်လေးကိုကောင်းတဲ့ကစားပုံ၊တော်တော်လေးကိုကောင်းတဲ့ပုံစံ၊တော်တော်လေးကိုကောင်းတဲ့ခံစစ်၊တော်တော်လေးကိုကောင်းတဲ့တိုက်စစ်တွေနဲ့ပြိုင်ပွဲဆုံးနေရာဆုံးတော်တော်တိုက်ပွဲဝင်စဉ်အပြင်းနဲ့ကစားနေတဲ့အတင်းလို့ပြောလို့ရတယ်။ဆို Arsenal နေနဲ့လက်ရှိအနေအထားမှာ Premier League တွေမဟုတ်ဥရောပဘယ်တင်းမှုဆိုတမ်းပြီးကစားနိုင်တဲ့အနေအထားမျိုးမှာရှိရလို့ကျွန်တော်ထင်တယ်။လက်ရှိ Premier League မှာလည်း ဒီဘန်အစားဆုံးအတင်ချန်ပီယံဖြစ်ဖို့အလားအလာအကောင်းဆုံးအတင်လို့အားလုံးကသတ်မှတ်ထားကြတဲ့အတင်ဖြစ်တယ်။ဆိုတော့အာဆင်နယ်နေနဲ့ပြောရမယ်ဆိုကောင်းွက်တည်းရတော့အများကြီးပဲ။အားနဲ့နေရအရာဆိုလို့မရှိသလောက်ရှားတယ်။ဒါပေမဲ့မရှိရှိတာရှားကြံပြောရရင်တော့အာဆင်နယ်နေနဲ့တကယ်ကြကြတန်းတန်းကစားရတဲ့အတင်နေနဲ့တွင်နည်းနည်းလေးခက်ခဲဝါဒတာဘူးတော့ကျွန်တော်တို့တွေ့ရတယ်။ဒါပေမဲ့ လက်ရှိအာဆနယ်ကပြီးခဲ့တဲ့နှစ်တင်လုံးအာဆနယ်နဲ့မတူအောင်လည်းပြန်ပြီးတတိပြုရမယ်။လက်ရှိအာဆနယ်ကအာဆနယ်2.0လို့ပြောလို့ရတဲ့အထိပုံစံအမျိုးမျိုးကစားနိုင်တဲ့အသင်းလို့ပြောလို့ရတယ်။တက်စစ်ကဂိုးသွင်းမှုခက်ခဲနိုင်တယ်၊ဆက်ပီကလည်းဂိုးတွေရအောင်ယူတတ်တယ်။ဆိုတော့အာဆနယ်နဲ့အများကြီးကောင်းတဲ့ကစားပုံအများကြီးကောင်းတဲ့ပုံစံမျိုးတွေရှိရဲ။တစ်ပတ်ကခရစ်စတပယ်လေးကိုပြန်ပြီးကြည့်ကြရအောင်ပါတစ်ပတ်ကခရစ်စတပယ်လေးကတော့ဒီနေရာဒီမှာအတင်းကြီးတွေကိုအများကြီးတော့ကပေးထားနိုင်တယ်ဒီအိုလီဗျာအိုလီဗာဂလက်စနာကအတင်းကြီးနဲ့တွင်အများကြီးလောက်တက်ကင်တက်တဲ့နီးပြလို့ပြောလို့ရတယ် ဆိုတော့ Crystal Palace အနေနဲ့ဒီဟာဒီမှာဆိုလို့ရှိရင်တော်တော်လေးကိုကောင်းတဲ့ကစားပုံမျိုးပြလာတယ်။ဆိုတော့ Arsenal ကိုဝင်းကမာလာကစားရတာက Crystal Palace အတွက်အရင်တော့လွယ်ကူမှာမဟုတ်ဘူး။တခြားတင်းကြီးတွေကိုဒုက္ခပေးနိုင်တယ်လို့ Arsenal ကိုဒုက္ခပေးဖို့ကတော့ထင်တယ်လို့လွယ်ကူမဲ့အနေအထားမျိုးတော့မဟုတ်ဘူး။ဒါပေမဲ့ဆက်ပြီးစောင့်ကြည့်ရမယ့်အရာလေးလည်းရှိတယ်။ဆိုတော့ဒီပွဲကတော်တော်လေးကိုနှစ်တင်းစလုံးကစားပုံကောင်းနေတဲ့အတင်းတင်းဖြစ်တာကြောင့်ကြည့်ကောင်းမယ့်ပွဲတော်တော်လေးကိုအကျိတ်နယ်ရှိမဲ့ပွဲလို့ပြောလို့ရတယ်။အထူးသဖြင့် Arsenal ကလက်ရှိအနေအထားကိုဆက်ပြီးထိမ့်ဖို့ အတန်းတင်ပြီးကစားလာမယ်ပွဲတပယ်လေးကလည်းဦးကွန်မှာအာဆင်နယ်ကိုတစုံတရာဒုက္ခပေးဖို့ကြိုးစားလာမှာပွဲဆိုတော့ဒီပွဲကတော်တော်လေးကိုစိတ်ဝင်စားမှုမြင့်နိုင်တဲ့ပွဲဘောလုံးရသတွေကဘောလုံးနီးစနစ်တွေကအများကြီးပြမယ်ပွဲလို့ကျွန်တော်တို့ထင်တယ်ဒီပွဲဒီမှာကျွန်တော်ကတော့အရှင်အားတာကြလည်းရှိရဲလက်ရှိနောက်ဆုံးဖောင်ရတယ်ဗာပစ်ချက်မှပြောစရာမရှိနေတဲ့အင်းဖြစ်တဲ့အာဆင်နယ်ကိုပို့ပြီးရွေးချယ်ခြင်းနဲ့ဆိုတော့အာဆင်နယ်နေနဲ့ခက်ခဲမယ်အများကြီးကစားရလိမ့်မယ်ဒါပေမဲ့ဒီပွဲစဉ်မှာ90 90ထက်တဲ့ပွဲချန်ပီယံလန်ကြောင်းသွားနေတဲ့ပွဲမို့လို့မဖြစ်မနေအနိုင်ကစားဝအောင်မလို့ထင်တယ်ကိုကကြကြကျင်းကျောင်းတန်းနဲ့အာဆင်နယ်အနိုင်ရမယ်လို့ပဲထင်ပါတယ် အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်တယောက်ချင်းတိုင်းအောင်ကျေးဇူးများကြီးတင်ပါရယ်နောက်ပတ်တွေမှာလည်းပူကောင်းတဲ့အားသာသာအစီအစဉ်တွေနဲ့ကျွန်တော်ပြန်လာခဲ့ဦးမှာမို့လို့ Magic Variety Facebook Page လေးကို Like Follow တာပို့တောင်းဆိုချင်ပါရယ် YouTube ကကြည့်နေတဲ့ညီကိုအနေနဲ့လည်း Channel လေးကို Subscribe လုပ်တာပို့တောင်းဆိုချင်ပါခင်ဗျာနောက်ပတ်မှာအတူတူပြန်လည်ဆုံတွေ့ကြပါမယ်